ဘယ်တော့မှမတည်နိုင်တော့တဲ့ဂျိန်စာမိထားတဲ့ဆာမူရိုင်းနဲ့တိုက်ခိုက်ကြမယ်သူများဒီနေ့ကျွန်တော်တို့တင်ဆက်ပေးသွားမှာကတော့ဂျပန်သိပ္ပံဇာကားလေးဖြစ်ပါတယ်ကျွန်တော်ဆက်ကွန်ကုနေကထွက်ချီထားတဲ့ Blade of the Immortal ဆိုတဲ့ဇာကားဖြစ်ပြီးတော့ Manga Series လေးတစ်ခုကိုရုပ်ရှင်ဖာရှင်ပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဇာကားထဲမှာတော့မန်ဂျီလို့ခေါ်တဲ့ဆာမူရိုင်းဓာသမားအကြောင်းကိုတွေ့ကြရမှာပဲဖြစ်ပါတယ်မန်ဂျီကိုမိဘမဲ့ကလေးမလေးဖြစ်တဲ့ Rain ကို သူ့မိဘတွေအတွက်လက်စားချေပေးဖို့ငြိမ်းရန်ထားတာပါ ။ဗန်ဂျီယာထိပ်တန်းဆင့်ရှိတဲ့ဆာမူရိုင်းတစ်ယောက်ဖြစ်ပြီးတော့သူ့မှာညီမလေးမာချီဆိုသူလည်းရှိပါတယ်။အဲ့ဒီမာချီရဲ့ခင်မုန်းကိုမကြသေးခင်ကမှကိုဖြစ်သူမန်ဂျီကတက်ခဲ့တာပါ။ဒီနေ့သူမြစ်ထဲကနေရေတောက်နေအောင်ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်ရောက်လာခဲ့ပါတယ်။ဒီမိမကြီးကမန်ကြီးကိုတွေးတဲ့အခါမှာတော့လူတွေအများကြီးကိုတက်ခဲ့တာနောင်တမရဘူးလားလို့မေးလိုက်ပါတယ်။ပြီးတော့ကိုညီမရဲ့ယောက်ျားကိုလည်းတက်ခဲ့တာစိတ်ထဲဘလို့မှမနေဘူးလားလို့မေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာမာဂျီကဘယ်ရောက်သွားမှမသိတာကြောင့်မန်ဂျီတယောက်လိုက်ရှာဖို့ထွက်သွားရတဲ့အခါမှာတော့ဒီမိမကြီးနဲ့ပြောနေတဲ့စကားစပြတ်သွားခဲ့ပါတယ်။တကယ်တော့မန်ဂျီကိုတက်ချင်နေတဲ့လူတွေကမန်ဂျီရဲ့ညီမမာဂျီကိုတစားကန်အနေနဲ့ဖမ်းခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။မန်ဂျီလိုက်သွားချိန်မှာတော့အဲ့ဒီလူအုပ်စုကညီမလေးမာဂျီကိုဓာတ်နဲ့ပိုင်းလိုက်တာကိုမန်ဂျီတယောက်မြင်လိုက်ရပါတယ်။မန်ဂျီလည်းညီမဖြစ်သူကိုတက်လိုက်ကြတဲ့အုပ်စုတစ်ခုလုံးကိုတခါတည်းရှင်းပြလိုက်ကြပါတယ်။မန်ဂျီကအဲ့ဒီတိုက်ပွဲမှာဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။ လက်တပယ်လည်းပြတ်သွားခဲ့ပြီးသူညမအလောင်းဘေးနားမှာပဲသူလည်းတေးလိုက်တော့ဖို့ဆုံးဖြတ်ပြီးတော့နေနေခဲ့ပါတယ်။ဒီချိန်မှာစောစောကမြို့သမီးကပြန်ပြီးပေါ်လာပါတယ်။သူကသူ့နာမည်ဟာယာဟူဘီကူနီလို့မိတ်ဆက်ပါတယ်။မန်ကြီးကသူ့ကိုဆုံးသက်ပေးဖို့တောင်းဆိုပေမဲ့လည်းအဲ့ဒီမြို့သမီးယာဟူကမန်ကြီးကိုသွေးရည်တစ်မျိုးထိုးပေးလိုက်ပြီးတော့ဒဏ်ရာတွေကိုလည်းကုသပေးခဲ့ပါတယ်။အဲ့ဒီဈေးရည်ကြောင့်မန်ကြီးရဲ့လက်ဟာပြင်းဆက်သွားသလိုသူ့ဘယ်တော့မှလည်းမတည်နိုင်တော့တဲ့မတည်မျိုးတစ်ယောက်ကိုဖြစ်စေခဲ့ပါတယ်။ ယနေ့ခေတ်နှစ်ပေါင်း90လောက်ကြာသွားတဲ့အခါမှာတော့အန်ဒိုဆုဆိုသူခေါင်းဆောင်နဲ့အီတိုဒါဂိုင်းတကိုင်းကဒီနိုင်ငံထဲမှာရှိသမျှတိုင်းတန်တန်းတွေတိုင်းလောကတစ်ခုလုံးကိုအုပ်ချုပ်ဖို့ကြိုးစားလာကြပါတယ်။သူကမ်းလှမ်းမှုကိုလက်မခံတဲ့တန်တန်းတွေလူတွေအကုန်လုံးကိုလည်းအမေးမြမ်းမရှိဘဲနဲ့တပ်ပစ်တဲ့အထီကိုအီတိုဖွဲ့ကတောင်းရန်လာကြပါတယ်။တနေ့တန်းတန်တန်းတစ်ခုကိုဝင်စည်းနေချိန်မှာတော့တန်တန်းစရာအာစာနို့ကိုဂိုင်းခေါင်းဆောင်အန်ဒိုဆုကတပ်ပစ်လိုက်ပါတယ်။ပြီးတော့သူစနီးတဲ့ကိုလည်းတစားကန်အနေနဲ့ဖမ်းခေါ်သွားပါတယ်။ ဒါမဲ့သူတို့ရဲ့သမီးလေးရင်းကတော့အယံငယ်သေးတာမို့ကလေးကိုတော့ဒုက္ခမပေးဘဲနဲ့ခြံထားလိုက်ကြပါရင်ရင်းတယောက်လည်းသူမိသားစုမရှိတော့တဲ့အချိန်ကစလို့ဓာတ်တိုင်းကိုကျွမ်းကျင်အောင်တင် जा ဖို့ပဲဆက်ရပြင်းပြနေခဲ့ပါရင်ဒါကြောင့်တယောက်တည်းကြံခဲ့တဲ့ရင်းဟာသူမိပါတွေအတွက်လက်စားချေဖို့တက်စာဆူထားလိုက်ပါရင်အဲ့ဒီအချိန်မှာယာဦးဆိုတဲ့အမျိုးသမီးရောက်လာပြီးတော့မိပါတွေအတွက်လက်စားချေပေးဖို့ဆိုရင်ဘယ်တော့မှမတည်နိုင်တဲ့ထိတ်တိုင်းစာမူတန်းတယောက်ရဲ့အကူအညီကိုယူသင့်တယ်လို့အကြံပေးလိုက်ပါရင်ဒါနဲ့သူလည်းမန်ဂျီစီကိုသွားပြီးတော့သူမအတွက်အကူအညီပေးဖို့တောင်းဆိုပါရင် န်ကြီးကစသချင်းတော့မလုပ်ပေးဘူးလို့ညင်းပါတယ်။အမန်တို့မန်ကြီးကလူသက်တာကိုထမလို့ချင်းတော့တာကြောင့်ညင်းလိုက်ပြီးရင်းကိုလည်းအိမ်ပြန်ပို့ပေးခဲ့ပါတယ်။သူတို့လာတဲ့လမ်းမှာအီတိုဂိုင်းသားတယောက်ဖြစ်တဲ့ဇာဘာတိုနဲ့တွေ့ခဲ့ပါတယ်။ဇာဘာတိုကရင်းရဲ့အမေကိုတက်ဖြတ်ပြီးတော့ခေါင်းကိုဖြတ်ကသူ့ပကုံးမှလည်းတက်ဆင်ထားပါသေးတယ်။သူကရင်းမေရဲ့သပင်တွေကိုလည်းရင်းစီကိုလှမ်းပြစ်ပေးလိုက်ပါတယ်။ရင်းတယောက်ကတော့သူ့မေကိုဒီလိုပုံစံမြင်လိုက်ရလို့ထိတ်လန့်နေပါတယ်။ ဇာဘာဒိုကရင်းကိုလည်းအဲ့လိုမျိုးဖြစ်အောင်တတ်မှလို့ပြောလို့ရင်းတယောက်အရန်ကိုကြောက်နေချိန်မှာမန်ဂျီကရောက်လာပြီးတော့ဇာဘာဒိုကိုတိုက်ခိုက်ပြီးတော့တက်ပစ်လိုက်ပါတယ်။ဇာဘာဒိုကမန်ဂျီကိုတင်အောင်ထိုးတက်ခဲ့တဲ့ဓာကျက်ကမန်ဂျီရင်ဘက်ကိုစိုက်ဝင်သွားပါတယ်။ဒါမဲ့လည်းထူးဆန်းစွာပဲမန်ဂျီဟာဓာတန်ရာကနေပြန်လည်တက်တာလာခဲ့လို့ရင်းတယောက်အန်အောနေခဲ့ရပါတယ်။မန်ဂျီကရင်းရဲ့မိဘတွေအတွက်လက်စားပြန်ချေဖို့အတွက်ရင်းကိုလေးချိန်ပေးဖို့သဘောတူလိုက်ပါပြီ။ ။နောက်ခံမှာတော့အီတိုဂိုင်းကောင်းဆောင်အန်တိုစုကသူတို့အတိုင်းဖွဲ့ချုပ်မှာခေါင်းဆောင်ဖြစ်ထားပြီးဖို့အတွက်တိုင်းပြည်ရဲ့ကိုယ်စားလှယ်တယောက်နဲ့တွေ့ဆုံမှုဆွေးနွေးနေပါတယ်။အဲဒီအချိန်မှာသူ့လူတယောက်ဖြစ်တဲ့ဆာဘာတို့တည်သွားတဲ့တရင်ကိုကြားလိုက်ရပါတယ်။ဒါကြောင့်ရင်းဆိုတဲ့ကလေးမလေးဟာသူ့ရဲ့ညာလေယုံတယောက်ကိုတတ်နိုင်လောက်တဲ့အထိကိုဓာရီကောင်းမှမဟုတ်ဘူးလို့သူက တွေးမိသွားပါတယ်။ရင်ကတော့မန်ကြီးပေးထားတဲ့ဓာတ်နဲ့တမြောင်လေးကိုမြို့ထဲမှာသွားပြီးတော့သွေးနေတော့မှာပဲလူတယောက်ကသူ့ဘေးရဲ့ဓာတ်ကိုယူထားတာတွေ့လိုက်ရပါတယ်။အဲဒီလူကအီတိုကန်းကလူပဲဖြစ်ပါတယ် န်ကြီးကဒီသိန်းကိုရင်းစီကနေကြားတဲ့အခါမှာတော့ဓာတ်ယူထားတဲ့လူကိုတွားတိုက်ပြီးတော့ဓာတ်ကိုလည်းပြန်လူလာခဲ့ပါတယ်။အဲဒီလူလည်းဒဏ်ရာရီကြီးကျယ်ကိုရသွားခဲ့ပါတယ်။ပြီးတော့ရင်းဖေးရဲ့ဓာတ်ကိုလည်းပြန်ပေးနိုင်ခဲ့ပါတယ်။မန်ကြီးတယောက်ကတော့ရင်းကိုမြင်တိုင်းမှာသူ့ရဲ့တည်ဆုံသွားပြီဖြစ်တဲ့မြမာလေးမာချီကိုတတိယလိုအဝေးကိုပဲထွက်သွားလိမ့်ရှိပါတယ်။မန်ကြီးခုတ်လိုက်တဲ့အီတိုဂိုင်းကလူကဂိုင်းကိုပြန်ဟုတ်လာတဲ့အခါမှာတော့ရင်းမှာအရန်ကောင်းတဲ့ဘော်ဒီကတ်ဓာတ်သမားတယောက်ရှိနေတယ်လို့ပြောကြပါတယ်။ရင်းနဲ့မန်ကြီးလည်းရွာလေးတစ်ရွာကိုသွားရင်းနဲ့နေ့လယ်စာစားဖို့နားလိုက်ကြပါတယ်။ ။ဗန်ဂျီကတော့အီတိုကိုင်းကလဝက်ကြီးအုပ်ထားတဲ့ဂိုင်းတွေအကြောင်းကိုလေ့လာနေတော့မှအီတိုကိုင်းကဂိုင်းသားတယောက်ဖြစ်တဲ့ရှီဇူမာကဘုန်းကြီးအောင်ဆောင်ပြီးတော့မန်ဂျီနာကိုရောက်လာခဲ့ပါတယ်။သူကမန်ဂျီနဲ့ပူးပေါင်းပြီးတော့အီတိုကိုင်းကောင်းဆောင်အန်တိုစုကိုဖြုတ်ချမယ်လို့တိုင်ပင်လိုက်ပါတယ်။မန်ဂျီတယောက်ကတော့စိတ်ထဲမှာတကူးကူကိုလုံမကြတာကြောင့်မပူးပေါင်းနိုင်ဘူးလို့ညင်းဆိုလိုက်ပါတယ်။ဒေါသထွသားတဲ့ရှီဇူမာကလည်းဓားကိုထုတ်ပြီးတော့မန်ဂျီနဲ့တိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာမိကုံရန်ကိုကျဲကြပါတယ်။ တကယ်တော့ရှီဇူမားကလည်းမန်ကြီးလိုမျိုးမသေးမျိုးဖြစ်နေတာကြာနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။သူက သူ့သားမမန်ကြီးရဲ့စွမ်းအားကိုရှော့ချစေနိုင်တဲ့ဆေးရည်တစ်မျိုးကိုတုံလင်းထားတာမို့လို့မန်ကြီးဟာအရင်လိုမျိုးအလိုလျောက်တန်ရာတွေမပြောင်းကင်းနိုင်တော့ဘူးဖြစ်နေခဲ့ပါတယ်။ဒါမဲ့မန်ကြီးကဘာဖြစ်ဖြစ်ရင်းကိုကာကွယ်ဖို့ဆုံးဖြတ်ထားပြီးဖြစ်လို့ရှီဇူမားကိုလည်းပြန်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။လူတွေကဈေးထဲမှာတော့မန်ဂျီနဲ့ရင်းတို့ဟာအီတိုဂိုင်းသားနောက်တစ်ယောက်ဖြစ်တဲ့မက်ဂီအန်နဲ့တွေ့ခဲ့ပါတယ်။မက်ဂီကမန်ဂျီကိုတတ်ဖို့အတွက်ခွင့်ရေးကောင်းတွေရခဲ့ပေမဲ့လည်းမတတ်နိုင်ခဲ့တာပါ။ ရင်းကတော့အခုမှပညာသင်စင်ပဲရှိနေသေးပေမဲ့လည်းမန်ကြီးရှိကနေကာကွယ်ပေးဖို့လုပ်ပါတယ်။ဒါပေမဲ့မက်ကီရဲကတော့သူတို့ကိုမသက်ရှင်တော့ဘဲနဲ့ထွက်သွားခဲ့ပါတယ်။မန်ကြီးရဲ့တန်ရာတွေကတော့တဖြည်းဖြည်းနဲ့ပြန်ကျက်လာခဲ့ပါပြီ။သူကရင်းကိုဘာလို့ရှေ့ထွက်ပြီးတော့စွန်စားလာလဲလို့ပြောပြီးတော့ရင်းကိုလည်းစုခဲ့ပါတယ်။နောက်နေ့မှာတော့မန်ကြီးကရင်းကိုတယောက်တည်းလေးကျင်ခိုင်းခဲ့ကသူကညီမလေးဖြစ်သူမာဂျီရဲ့အုပ်ကိုကိုသွားပါတယ်။ရင်းတယောက်တည်းကြံနေခဲ့တဲ့အချိန်မှာဆရာကြီးအန်တိုဆူတယောက်ရောက်လာပါတယ်။အန်တိုဆူကရင်းကိုတော့အန်ရင်ပေးပဲနဲ့ သူအရင်းရဲ့ဖေကိုတတ်ခဲ့ရတာဟာသူ့ဖိုးအတွက်လက်စားချေတာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့ရင်းရဲ့ဖိုးဖြစ်သူတီထောင်ထားတဲ့တိုင်းတင်တန်းကနေအန်ဒိုစုရဲ့ဖိုးဟာနေထုတ်ခံခဲ့ရဘူးလို့ပဲဖြစ်ပါတယ်။အန်ဒိုစုရဲ့ဖိုးဟာပစိန်ကိုအုံပြုပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်ဒါဆာမူရိုင်းတို့ရဲ့လက်နက်စည်းကမ်းကိုဖောက်ပြစ်တယ်လို့ယူဆထားတာကြောင့်ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ဗန်ဂျီပြန်ရောက်လာတဲ့အခါမှာတော့ရင်းတယောက်ဒီကိုအန်ဒိုစုလာသွားတယ်ဆိုတာကိုပြောပြခဲ့ပါဦး။နောက်နေ့မှာတော့ရင်းနဲ့မန်ဂျီတို့ကနောက်ထပ်ဒါသမားတယောက်နဲ့ထပ်တွေ့ပါတယ်။ အဲ့ဒီတန်မာကတော့အီတိုဂိုင်းကမဟုတ်ပါဘူး။ဒါမဲ့သူလည်းအီတိုဂိုင်းနဲ့ရန်ကြွေးရှိသူဖြစ်ပါတယ်။သူနာမီကိုတော့ရှီရာလို့ခေါ်ပြီးတော့မန်ဂျီရိုကိုသူတို့နေရာကိုခေါ်သွားပါတယ်။ပြီးတော့အီတိုဂိုင်းကိုလည်းအတူတူဖြိုကွဲကြဖို့မန်ဂျီရိုကိုကမ်းလှမ်းလာခဲ့ပါတယ်။သူတို့လူထားရဲ့ဂိုင်းသားတယောက်ရဲ့ပြောစကားအရအီတိုဂိုင်းကောင်းဆောင်အန်တိုစုကနေရာတနေရာကိုလာဖို့ရှိတယ်ဆိုတာကိုရှီရာတို့သိလိုက်ရပါတယ်။ဒါနဲ့ရှီရာတို့ကအဖွဲနှစ်ဖွဲခွဲပြီးတော့အန်တိုစုကိုချိန်မုံကြဖို့တိုင်ပင်ကြပါတယ်။မန်ဂျီရင်းနဲ့ရှီရာတို့ကတစ်ခွက်หนีလိုက်ကြပါတယ်။ သူတို့သွားနေရင်းနဲ့ပဲအီတိုကိုင်းကောင်းဆောင်အန်တိုစုလို့ထင်ရတဲ့လူတယောက်ကိုတွေးလိုက်ရပါတော့တယ်။ဒါနဲ့သူတို့လည်းတက်ခိုက်ဖို့လုံကြပါတယ်။ဒါမဲ့သူတို့တက်ခိုက်လိုက်တဲ့သူဟာအန်တိုစုမဟုတ်ဘဲနဲ့အီတိုကိုင်းကငှားထားတဲ့မိန်းမတယောက်ဖြစ်နေခဲ့ပါတယ်။တကယ်တော့သူတို့အဂျန်စီကိုကြိုသိနေခဲ့တဲ့အီတိုကိုင်းကသူတို့ကိုမျှကလိုက်တာဖြစ်ပြီးတော့အခုတော့သူတို့သုံးယောက်ဟာလည်းအဝိုင်းခံနေခဲ့ရပါပြီ။မန်ဂျီနဲ့ရှီရာတို့နှစ်ယောက်လည်းအီတိုကလူတွေကိုတိုက်ခိုက်ကြပါတယ်။ရှီရာကစောစောကမိန်းမကိုတားယူဖို့ဂျန်စီနေပါတယ်။ ရင်ကဒီလိုမလုပ်ဖို့တားနေတာကြောင့်ရှီဝါတယောက်ရင်းကိုတွန်းထုတ်လိုက်ပါတယ်။ဒါမဲ့မန်ဂျီကရင်းကိုကာကွယ်ပေးဖို့ရှီဝါကိုလက်တစ်ဖက်ကိုခုတ်ပြတ်ပစ်လိုက်တာကြောင့်ရှီဝါတယောက်လည်းထွက်ပြေးသွားခဲ့ပါတယ်။မန်ဂျီကတော့ရှီဝါတို့နဲ့ဆက်ပြီးတော့လုံးလုံးလို့မရတော့ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါကြောင့်အေယော့တဲ့ခါမှာတော့မန်ဂျီကရင်းကိုဆေးထက်ပေးရင်းနဲ့သူ့ရဲ့ဇလန်းကိုလည်းပြောပြလိုက်ပါတယ်။သူကသူ့ရဲ့ထက်လူကြီးကလူပေါင်းများစွာကိုတက်ရမဲ့တာဝန်တစ်ခုပေးပါတယ်။တကယ်တော့မန်ဂျီကိုခိုင်းတဲ့လူကြီးတွေဟာမကောင်းမှုတွေကိုလှုပ်ထားတာကြောင့်ပေါ်သွားမှာကိုကြောက်တာကြောင့်နှုတ်ပိတ်ခိုင်းတာသာဖြစ်နေခဲ့ပါတယ်။ မန်ကြီးကလည်းသူလှုပ်လှုပ်ပေးနေရတဲ့အဖွဲကမားနေတယ်ဆိုတာကိုသိတဲ့အခါမှာတော့စက်မလုတ်ချင်းတော့ပဲနဲ့သူ့ကိုခိုင်းတဲ့လူတွေကိုလည်းပြန်လျှော့လိုက်တာဖြစ်ပါတယ်။တကယ်တော့အဲ့ဒီသူ့ကိုခိုင်းတဲ့လူတွေရဲ့အဖွဲသားတွေထဲမှာသူညီမဖြစ်သူရဲ့ခင်မုန်းလည်းပါဝင်နေခဲ့တာပါ။ခင်မုန်းတဲ့တည်ဆုံသွားခဲ့တဲ့အတွက်ခံစားနေရတဲ့ညီမဖြစ်သူမာချီတယောက်ယူနန်သွားခဲ့ကတနာစရာလည်းအလွန်ကောင်းသွားခဲ့ပါတယ်။ဒါကြောင့်မန်ကြီးကညီမဖြစ်သူမာချီကိုအမြဲတမ်းစောင့်ရှောက်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်သူကရင်းကိုလည်းတခုခုအမာရင်ဖြစ်မှာစိုးရိမ်တာကြောင့် အန်ဒီယန်နဲ့ဂျုံလာရင်လည်းရှေ့ကိုအရန်မထွက်ဖို့တားနေခဲ့ရပါတယ်။ဒီတကမစင်းစားပဲရှေ့ကိုအရဲတိုးပြီးတော့ထွက်လာခဲ့မယ်ဆိုရင်တော့အလုံးမလုံးပြီးတော့ဘူးလို့မန်ဂျီတယောက်ရင်းကို ပြောလိုက်ပါတယ်။ဒါကြောင့်ရင်းကလည်းသူ့ကြောင့်မန်ဂျီတယောက်ဝင်တော့ဝင်ဖို့ဖြစ်နေပြီးတော့ယူဆပြီးတော့နောက်နေ့မှစာလေးတစ်စောင်ထားခဲ့ပြီးတော့ထွက်သွားပါတော့တယ်။ပြီးတော့လည်းသူ့မိသားစုတွေသူတယောက်တည်းပဲလက်စားချေဖို့ဆုံးဖြတ်လိုက်တာပါ။မန်ကြီးစီကိုရှီရွာရဲ့ဖွဲ့သားတွေလာပြီးတော့လဲရှီရွာဘက်မှာလဲလို့မေးကြပါတယ်။မန်ကြီးကတော့သူတို့ဖွဲ့နဲ့ငါနဲ့ကစပြီးတော့မပေါင်းနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ သူတို့ကတော့လက်မလျှော့သေးပဲနဲ့အတူတူပေါင်းပြီးတော့ဤလူကိုင်းကိုဖြိုခွင်းဖို့ကြိုးစားနေတုန်းပါပဲ။မန်ဂျီကတော့ရင်းထွက်သွားတာကိုတိတိကျကျပဲနောက်ကနေလိုက်ရှာပါတော့လေ။ဒီချိန်မှာဤလူကိုင်းကောင်းဆောင်အန်တိုဆုကတော့တခြားကိုင်းကောင်းဆောင်ဖြစ်တဲ့ကန်ဆူအီနဲ့ပူးပေါင်းဖို့ကမ်းလှမ်းနေပါတယ်။သူတို့ကအန်တိုဆုကိုကြိုးစားကြပါမယ်လေ။ဤလူကိုင်းနဲ့တော့မပူးပေါင်းနိုင်ဘူးလို့ပြန်ပြောလိုက်ကြပါတယ်။သူလဲစိတ်ထဲမှာကျေနပ်မှုမရှိခဲ့ပဲနဲ့သူ့နေရာကိုပြန်သွားခဲ့ရပါတယ်။ ဖြစ်စဉ်တော့သူတို့ခိုင်းသားတယောက်ဖြစ်တဲ့ဟာဘာကီကတဆာဖောက်ပြီးတော့သူတို့လုံနေတဲ့မကောင်းမှုတွေကိုအစိုးရကိုပို့ကသူတို့ခိုင်းကိုလည်းလာပြီးတော့ဖြိုခွင်းခိုင်းလိုက်ပါတယ်။ဒါကြောင့်အစိုးရဒါသမားတွေကအီတိုခိုင်းကိုလာပြီးတော့ဖြိုခွင်းကြပါတော့တယ်။ခိုင်းကောင်းဆောင်အန်တိုစုကလည်းပြင်းလွှိုင်းနဲ့ပဲရင်းနဲ့တိုးပါတော့တယ်။ဒါပေမဲ့ရင်းကိုတော့ဂီမဆိုင်အာဘဲနဲ့အစိုးရဖွဲ့ရင်းနဲ့တိုက်ရင်ခိုင်းရင်းနဲ့ပဲပြာများနေခဲ့ပါတယ်။ရင်းကလည်းအန်တိုစုနောက်ကိုလိုက်သွားပါတယ်။အန်တိုစုနဲ့ရင်းနဲ့ဟာတဆာဖောက်ဟာဘာကီခေါ်ထားတဲ့ရဲမဲတွေနဲ့တွေ့ဆုံပါတော့တယ်။ ။မင်းကတော့အန်ဒိုစုကတယောက်တည်းမို့လို့မျက်မျက်တတဖြစ်သွားအောင်လို့တယောက်ချင်းတိုက်ကြဖို့ဟာဘာခီရဲ့လူတွေကိုပြောပါတယ်။ဟာဘာခီကရင်းကိုရောအန်ဒိုစုကိုရောတတ်ပြဖို့အမိန်ပေးလိုက်ပါတယ်။ဒီချိန်မှာပဲမန်ဂျီရောက်လာပြီးတော့ရင်းကိုကာကွယ်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့မန်ဂျီဟာရင်းကိုထိခိုက်အောင်လုပ်တဲ့သူမှန်သမျှကိုတိုက်ခိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဒါချင်းရှင်ကုန်ကြပါတယ်။မန်ဂျီယာလူများကြီးဝိုင်းပြီးတော့ခုန်နေတဲ့ကြားကနေပဲဒံယာရီများစွာရားခဲ့ပေမဲ့လည်းမတီးခဲ့ပါဘူး ဒီချိန်မှာရွှေရရောက်လာတဲ့အခါမှာတော့သူ့လက်ကိုဖျက်ပစ်တဲ့မန်ဂျီကိုလက်စားချေတဲ့အနေနဲ့ရင်းကိုဖမ်းဖို့လုပ်ပါတော့မန်ဂျီတယောက်ရွှေရလူတွေကိုပြန်ပြီးတော့တိုက်ခိုက်နေရပါတယ်နောက်ဆုံးမှာတော့မန်ဂျီရဲ့လက်ချက်ကြောင့်ပဲရွှေရတယောက်တည်သွားခဲ့ပါတော့အဲ့ဒီချိန်မှာပဲအန်ဒိုဆုရဲ့လူယုံမကီရဲ့ရောက်လာပြီးတော့သူမခေါင်းဆောင်ကိုလာပြီးတော့ကာကွယ်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူမဟာအန်ဒိုဆုကိုထိမှန်မဲ့ဂျီဇန်ကို ရှေ့ကနေခံပေးရင်းနဲ့ပဲအသက်ဒီခံသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဟာဘာကီပဲကြံခဲ့ပါတော့ ။အန်ဒိုစုဟာဒဏ်ရာရီများကြီးရထားခဲ့ပေမဲ့လည်းတိုက်ခိုက်ရေးကောင်းမွန်အောင်ဟာဘာကီကိုတပ်ပစ်နိုင်လိုက်ပါတယ်။နောက်ဆုံးမှာတော့မန်ဂျီနဲ့ရင်းတို့ကတစ်ဖက်အန်ဒိုစုကတစ်ဖက်ပဲကျန်ပါတော့တယ်။ပြီးတော့သူ့ကိုဟာဘာကီရဲ့လူတွေလက်ထဲကနေလွတ်အောင်လုပ်ပေးခဲ့လို့ဂျေဆုတင်ကြောင်းပြောလိုက်ပါတယ်။ဒီချိန်မှာတော့မန်ဂျီကရင်းရဲ့မိဘတွေကိုလက်စားချေဖို့အန်ဒိုစုနဲ့ရှင်ခုတ်မယ်လို့ပြောပါတယ်။နောက်ဆုံးမှာတော့မန်ဂျီပဲဒဏ်ရာရီအလေးလိမ့်နဲ့အန်ဒိုစုကိုအနိုင်ယူနိုင်ခဲ့ပါတယ်။မန်ဂျီကနောက်ဆုံးအနေနဲ့ရင်းကိုယ်တိုင်အန်ဒိုစုကိုတပ်ပစ်ဖို့ပြောပါတယ်။ ရင်းတယောက်မတက်ရဲတာကြောင့်တွေ့ဝင်နေတော့မှာပဲအန်တိုစုကရင်းကိုတတ်ဖို့လုပ်လိုက်ပါတယ်။ဒါကြောင့်မန်ဂျီကရင်းစားအန်တိုစုရဲ့ဓာချက်ကိုဝင်ကာပေးလိုက်တဲ့အခါမှာတော့ဓာချက်ကြီးကြီးထိမှန်သွားခဲ့ရပါတယ်။ရင်းကလည်းမြန်မြန်ဆန်ဆန်နဲ့အန်တိုစုကိုထိုးတက်ပြီးတော့သူ့မိသားစုအတွက်လက်စားချေနိုင်ခဲ့ပါတော့လေ။နောက်ဆုံးမှာတော့ရင်းတယောက်သူ့ကိုကာကွယ်ပေးတဲ့တည်ဆုံသွားတဲ့မန်ဂျီကိုကြည့်ပြီးတော့ငိုကြွေးနေခဲ့ပါတယ်။ဒါမဲ့မန်ဂျီကမတည်သေးပဲနဲ့အတက်ငင်နေတဲ့ကြားကနေတည်ဆုံသွားတဲ့ညီမလေးမာဂျီလိုမျိုးသူ့ကိုအကိုကြီးလို့ခေါ်ပေးဖို့ပြောရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ ဆာမူရိုင်းတွေရဲ့တက်စာရှိမှုတတ်တိရှိမှုနဲ့ဓာရီကျွမ်းကျင်မှုတွေကိုစုံစုံလင်လင်ကြည့်ရှုခွင့်ရခဲ့တဲ့ဇာကားလေးတကားလည်းဖြစ်ပါတယ်။ဇော်နီလာဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။